အားလုံးပဲမင်္ဂလာပါ Union News အားနဲ့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့အောက်တိုဘာ16ရက်နေ့ဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးသောမှာကတော့ဗမ်းမောင်မြို့မှာအထည်နာနေတဲ့ကချင်လက်နက်ကန်တော် KIA နဲ့အုံချခံ PDF တွေရဲ့အကြောင်းကိုတင်ဆက်ပေးသောမှာပဲဖြစ်ပါတယ်။ စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အဆက်မှာရှိနေတဲ့ဗန်မောင်မြို့ကိုကချင်လက်နက်ကိုင်သဘောကင်အားဤအပါအဝင် NUG လက်အောက်ခံ PDF အဖွဲ့အများပြားကပြီးခဲ့တဲ့စက်တင်ဘာ25ရက်နေ့ကစပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စက်တင်ဘာ22 23ဝင်းကျင်မှာဗန်မောင်မြို့ကိုရှမ်းပြည်တပ်ဖွဲ့ဝင်တွေနဲ့လူတပ်မတော်ရဲတိုင်းတပ်ဖွဲ့တွေကအများကြီးဆုတ်ခွာပေးခဲ့ရပါတယ်။ဗန်မောင်မြို့ကိုကချင်လက်နက်ကိုင်သဘောကင်အားကလာရောက်တိုက်ခိုက်ခြင်းကတော့ဗမောမှာဆေးရှုံးနေတဲ့အတွက်ဒီစိတ်တဲ့ရေးရပြန်လဲရရှိနိုင်ရေးနောက်ပြီးတော့ဗမောကအရှုံးတွေကိုဗမောက်ကိုပြန်လဲပြီးတော့ထိန်းချုပ်နိုင်ရေးတစီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ လမ်းမမျိုးဆိုတာကတော့စကိုင်းရှိဖို့မြကြီးနားလမ်းရဲ့အတွင်းအနောက်ဘက်မှာရှိနေတာပဲဖြစ်ပါတယ်။အင်းတို့မျိုးရဲ့အနောက်ဘက်မှာလည်းရှိနေတယ်။ဒီပြည်တော်စုလမ်းမကြီးရဲ့အတွင်းထဲမှာလည်းရှိနေတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ဒါပေမဲ့ဒေသခံရှမ်းနေတိုင်းရင်းသားတွေကိုကချင်လက်နက်ကန်တပုံ KNA ကပြီးခဲ့တဲ့နှစ်ပေါင်းများစွာတည်းကလက်နက်အားကိုပြီးအနိုင်ကျင့်ဆော်ကားခဲ့ကြတာဖြစ်ပါတယ်။ဒီနေရာမှာဒေသခံရှမ်းနေလူမျိုးတွေကတမဟ၄ခုဖွဲ့စည်းထားတာဖြစ်ပြီးတော့လမ်းမမျိုးနေမှာတော့တမဟ၆တက်လေးနဲ့ဒီတမတော်ရဲ့တိုင်းရင်းတပ်ဖွဲ့တွေနဲ့အတူနေပြီးလုံယုံရေးကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့စက်တင်ဘာ15ရက်နေ့ကစပြီးတော့ကချင်လက်နက်ကိုင်သဘော KIA ကဥဆောင်ပြီးတော့ဒီစကိုင်းတိုင်းမှာရှိနေတဲ့စစ်ဒေသတက်လက်အောက်ခံစကိုင်း PDF ကတာ PDF အင်းတော်မော်လူစတဲ့ပေးပတ်ဝင်ရင်က PDF အများပြားကဝိုင်းဝန်းပိတ်ဆိုတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။အရင်ဆုံးစတင်တိုက်ခိုက်ခဲ့ကြတာကတော့ဗမောက်မျိုးရဲ့အရှိတ်ဘက်မှာရှိနေတဲ့မြစ်သေးချင်းအဲဒီကကျွဲကိုကြီးကျွဲကိုကုံစတဲ့ဒီကောင်ရင်စကန်တွေအများပြားကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စတင်တိုက်ခိုက်တဲ့အချိန်မှာတော့မျိုးရဲ့အရှိတ်ဘက်ကနေတိုက်ခိုက်ခဲ့တယ်အဲ့ဒီနောက်မြို့ရဲ့အနောက်ဘက်မှာရှိနေတဲ့ဆက်တော်ဘေးနာက ဒီကင်းစကန်တွေကိုလည်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့တော့ကချင်လက်နက်ကဲတလုံး KNA နဲ့ပေါင်းပါတွေကဒီဗန်မော့မြို့ကိုတိုက်ခိုက်သိမ်းပိုက်ဖို့အတွက်အင်းတော်လမ်းကြောင်းကနေရှိနေတဲ့အလောစီလမ်းကြောင်းကိုပြီးခဲ့တဲ့လအင်းငယ်ကလေးကကြိုတင်ဖြတ်တောက်ခဲ့ပြီးဖြစ်ပါတယ်။ဒါအပြင်ဗမောက်မျိုးဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ SNA ရဲ့ကင်းစကန်လေးတွေကိုလည်းကချင်လက်နက်ကဲတပုံ KIA နဲ့အတူအတုံးချကန် PDF တွေကလက်ရင်လက်တလို့လာရောက်တိုက်ခိုက်မှုတွေလည်းပြုလုပ်ခဲ့ပါတယ် ဒါပေမဲ့အခုဒီစက်တင်ဘာ15ရက်နေ့မှာတော့ဗမော့မြို့ကိုထိန်းချုပ်မယ်ဆိုတဲ့စီရေးရည်မှန်းချက်တခုနဲ့လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးယာယီအနေနဲ့တက်မော်တရင်တက်ဖွဲ့တွေနဲ့အတူရှမ်းနီလက်နက်ကန်အဖွဲ့တွေကထုတ်ခွာခဲ့ကြပါတယ်။ယာယီစုခွာချိန်မှာကတော့ဗမော့မြို့ရဲ့ဒီမြောက်ဘက်မှာရှိနေတဲ့နှမိုင်ကျော်၃မိုင်အကွာဝေးမှာရှိနေတဲ့ဒီနောင်မဲ့လုံခမိုးနတ်တလာကြောင်ရှိတဲ့ဘက်ကိုစုခွာသွားကြတာလည်းရှိတယ်လို့ဗမော့မြို့ရဲ့အနောက်ဘက်မှာရှိနေတဲ့ဒီခိုနန်းတခွတ်တာဘက်တွေကိုလည်းစုခွာသွားကြတာရှိပါတယ်။ ဒီဗမာပြည်သင်းတိုက်ပွဲနဲ့ပတ်သက်ရင်တော့ကချင်လက်နက်ကိုင်တပေါင်း KIA ရဲ့ခေါင်းဆောင်တယောက်စစ်သွေးရတယောက်ဖြစ်တဲ့ကွမ်မော့ကတော့ဗမာပြည်သင်းတိုက်ပွဲကကချင်လက်နက်ကိုင်တပေါင်း KIA နဲ့မသက်ဆိုင်ကြောင်းပြောဆိုထားတာရှိပြီးတော့ဗမာမျိုးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ NGO လောက်ခံ PDF အဖွဲ့တွေကိုလည်းချီးကျူးပြောဆိုထားကြတာရှိပါတယ်ဒါပေမဲ့ဗမာမျိုးသင်းတိုက်ပွဲကိုဆင်နွှဲဖို့အတွက်ကချင်လက်နက်ကိုင်တပေါင်း KIA ရဲ့စီရေးလှုပ်ရှားမှုတွေနောက်ွယ်ကနေဆက်လက်နက်နဲ့စစ်စင်ရေးပြူဟာထောက်ပံ့မှုတွေကိုပြုလုပ်ပေးခဲ့တာဖြစ်ပါတယ် လက်ရှိအချိန်မှာတော့ဗန်မောက်မြို့ကိုတမရွန်ဒီစစ်ကြောင်းတွေနဲ့အတူဒီဒေသခံရှမ်းနေလက်နက်ကန်အဖွဲ့တွေအားလုံးကလည်းပြန်လည်တိုက်ခိုက်ထိုးစစ်ဆင်ရရှိပါတယ်။မနေ့ကအောက်တိုဘာ15ရက်နေ့တွင်ရရှိတဲ့တည်င်းတွေအရတော့ရှမ်းနေတမရွန်ရဲ့လက်အောက်ခံဒီတမဟာ614နဲ့နေမြေကန်တိုင်ရင်တပ်ဖွဲ့တချို့ကပူးပေါင်းပြီးတော့ဗန်မောက်မြို့အနီးတမိုင်ပတ်ချော်လေအထိကိုရောက်ရှိနေပြီလို့သိရပါတယ်။ပြောရရင်တော့တမရွန်ကဗန်မောက်မြို့ကိုယာယီလက်လွတ်ခဲ့ရပြီးတဲ့နောက်တပတ်အကြာ အောက်တိုဘာပထမပတ်တွေကစပြီးတော့ဗန်မောက်မျိုးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ရေးအတွက်စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ SNA တမဟာ64အပါအဝင်တမရောရဲတမ33နဲ့တမ80ကလက်အောက်ခံတရင်တပ်ဖွဲ့တွေနဲ့ဗန်မောက်မျိုးဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ဂျန်ပတ်တမတွေစုဖွဲ့နေရာတွေကိုပြန်လည်တိုက်ခိုက်ပြီးတော့ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ဒါအပြင်ဗန်မောက်မျိုးနီးပတ်ဝန်းကျင်မှာရှိနေတဲ့ဒီကတာအင်းတို့ဘေးပတ်ဝန်းကျင်ကလုတ်ခဲ့ PDF နောက်ပြီးတော့ကချင်လက်နက်ကိုင်တပုံ KIA ရဲ့စီယုံချင်းကိုခံထားရတဲ့ကတူး PDF တွေရဲ့စုဖွဲ့နေရာတွေကိုလည်းတမရောနဲ့ရှမ်းနီတပ်ဖွဲ့ဝင်တွေကပူးပေါင်းပြီးတော့ တိုက်ခိုက်လျက်ရှိသွားတယ်။ပြီးခဲ့တဲ့အော်တိုဘာ14ရက်နေ့ကလည်းဒီကြောင်းလေရွာရဲ့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ပိုင်900ကုန်းတွေကိုလည်းပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒီကုန်းတွေဆိုတော့ကကြောင်းလေရွာနဲ့ဘေးပတ်ဝန်းကျင်ကရွာတွေကိုစုမိုးထားတဲ့စုမိုးကုန်းတွေပဲဖြစ်ပါတယ်။အဲဒီစုမိုးကုန်းတွေကို SNA တပ်တွေကလည်းဒီ UAV နဲ့တိုက်ခိုက်ပြီးတော့ပြန်လည်ချိန်မုန်းခဲ့တာဖြစ်ပြီးအခုဆိုရင်တော့ဒီကြောင်းလေရွာမှာရှိနေတဲ့စုမိုးကုန်းတွေအားလုံးကို SNA တပ်တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့အော်တိုဘာ12ရက်နေ့ကလည်းဒီဘန်မော့မြို့ရဲ့အနောက်ဘက် ်သားမရကွာမှာရှိနေတဲ့အလဲရွာကံရွာနဲ့တခွတ်သာကြားမှာရှိနေတဲ့အကျံဖက်သမားတွေစုဖွဲ့နေရတွေကဒုအကျံဖက်ကဒုပီဒီအတွေစုဖွဲ့နေတဲ့နေရာတွေကိုလည်းတွားရောက်ပြီးတော့နေမြင့်ချင်းလေးဆောင်ရွက်နိုင်ခဲ့ပါတယ်ဒီလိုနေမြင့်ချင်းလေးဆောင်ရွက်နိုင်ခဲ့တာဖြစ်တဲ့အတွက်ကဒု PDF အကြံဖက်သမားတွေရဲ့အလောင်းနဲ့လက်နက်တွေလည်းရရှိခဲ့တယ်လို့အကြံဖက်သမားတွေဝတ်ဆင်တဲ့ uniform တွေပတ်စိတ်တွေနဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုလည်းတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါအပြင်အခုဗန်မော့မျိုးရဲ့မြောက်ဘက်မှာရှိနေတဲ့ခမိုးနောင်မဲလုံပတ်ဝန်းကျင်ကနေလည်းတပ်မတော်စစ်ကြောင်းတွေကပြန်လည်ပြီးတော့ထိုးစစ်ဆင်နေတာဖြစ်ပြီ အခုလက်ရှိမှာတော့ဗန်မောက်မြို့ရဲ့အနောက်မှာရှိနေတဲ့စက်တောနဲ့ဒီနာယကာနော်ရွာရီအထက်ကိုတက်မလို့စစ်ကြောင်းတွေနဲ့ SNN တပ်ဖွဲ့ဝင်တွေကပူးပေါင်းတိုက်ခိုက်နေပြီးရှင်းလင်းရေးဆောင်ရွက်လျက်ရှိပါတယ်။တက်မလို့စစ်ကြောင်းတွေကအောက်တိုဘာပထမဘက်ကစပြီးနေပြီးရှင်းလင်းရေးဆောင်ရွက်တမ်းမြတ်ထိုးစစ်ဆင်နေတဲ့အချိန်ကချင်လက်နက်ကိုင်တပ်ပေါ် KIA ရဲ့အတုံးချကန်ဖြစ်တဲ့ကဒူး PDF တွေကသတင်းမီဒီယာတွေကနေတဆင်ဒီ SNN အဖွဲ့တွေကကဒူးတိုင်းရင်းသားတွေကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်နေဆိုတော့တင်းတို့တင်းမားတွေနဲ့လည်းဝါရဖြတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ တကယ်တော့ဒေတာတွေမှာရှိနေတဲ့ဒီကတူတိုင်းရင်သားတွေနဲ့ရှမ်းပြည်တိုင်းရင်သားတွေဆိုတာကတစ်ချိန်လုံးတစ်ချိန်လက်နက်ကင်တပုံ KNA ရဲ့လက်နက်အားကိုအနိုင်ကျင့်မှုတွေကိုခံနေရတာဖြစ်ပါတယ်။ဒါပေမဲ့2021နိုင်ငံရေးအခင်းအကျင်းမှာတော့ကချင်လက်နက်ကင်တပုံ KNA ကရှမ်းပြည်တိုင်းရင်သားတွေနဲ့ကတူတိုင်းရင်သားတွေကိုတွေ့ခွဲပြီးတော့ကတူအကြမ်းဖက်တွေကစစ်သွေးကြွတွေကိုစီရင်ပြီးလက်နက်တပ်ဆင်ပေးကြတာဖြစ်ပါတယ်။ဒါကြောင့်အခုဗမောက်မြို့ကိုတိုက်ခိုက်တဲ့အချိန်ဗမောက်မြို့အနီးပတ်ဝန်းကျင်ကတပ်မတော်ကင်းစခန်းတွေနဲ့အစံနေရဲ့ကင်းစခန်းတွေအားလုံးကိုဒေသခံကတူတွေပါဝင်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် တပတ်အတွင်းမှာပဲလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။ဒါမှမဟုတ်ကိုလက်လွတ်ခဲ့ရပြီးတဲ့နောက်မှာတော့ကချင်လက်နက်ကိုင်သဘောင် KIA အပါအဝင် NUG ပြည်ပအုပ်စုရဲ့အတုံးချကန်အင်းတော်ကတာနဲ့ဘေးဘဝဉဏ်ကလိုကေ PDF တွေကဗမောင်မျိုးကြီးမှာရှိနေတယ်ဌာနဆိုင်ရာအစအဦးနဲ့စေးရုံတုံးပစ္စည်းတွေကိုခိုးပြီးတော့တည်သွားကြတယ်လို့သိရပါတယ်။ပြောရရင်တော့လက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာတိုင်းဒေသလက်နက်ကန်အမိခံထားတဲ့အဖွဲ့တွေက NUG PDF အုပ်စုရဲ့အတုံးချကန်အဖွဲ့တွေကတခိုးစာတီကမပြောက်ကြတော့ဖြစ်ပါတယ်။ထင်းကျုံသွားတဲ့မြို့တွေဝင်ရောက်စကန်းချထားတဲ့ရွာတွေက ဒေသခံပြည်သူလူထုရဲ့နေအိမ်တွေကိုလက်နက်အားကိုအနိုင်ကျင့်ဝင်ရောက်နေထိုင်တာတွေလည်းရှိတယ်လို့ အိမ်တွေကျောင်းတွေမြို့တွေရွာတွေမှာရှိနေတဲ့အဖိုးတန်ပစ္စည်းတွေအားလုံးကိုခိုးယူသွားကြတာဖြစ်ပါတယ်။ပလောင်လက်နက်ကိုင်သဘောင် DNL ဆိုလို့ရှိရင်လည်းလက်ရှိမိုးကုတ်မြို့ကိုထိန်းချုပ်ထားပြီးတဲ့နောက်မိုးကုတ်မှာရှိနေတဲ့ဝက်ချန်တွေကအစမွေးမြူထားတဲ့ဝက်တွေကအစခိုးယူပြီးတော့လဝဲကြီးပုတ်ထားတာလည်းရှိပါတယ်။အခုဗန်မောက်မြို့မှာဆိုလို့ရှိရင်လည်းကချင်လက်နက်ကိုင်သဘောင် KIA ရဲ့စီယုံရင်းခံထားရတဲ့ကတူးအကြမ်းဖက်တွေနဲ့အင်းတော်ကတာက PDF တွေကမိပတ်ဝန်းကျင်ကဒီရှမ်းပြည်တိုင်းရင်းသားတွေနဲ့ကတူးတိုင်းရင်းသားတွေကိုအနိုင်ကျင့်တာတွေနောက်ပြီးတော့သေးခွဲတာတွေနဲ့တရင်သူတရင်မတွေနဲ့ဝါရဖြန့်တာတွေကိုလည်းပြုလုပ်လျက်ရှိပါတယ်။ ဒါပေမဲ့ရှမ်းနီတမဟာ6တက်လေးရဲ့လက်အောက်ခံအကူအညီရေးကော်မတီကနေဦးဆောင်ပြီးတော့ဒီရှမ်းနီတိုင်းရင်းသားတွေကိုရောကရူးတိုင်းရင်းသားတွေကိုရောလိုအပ်တဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေနဲ့လိုအပ်တဲ့စားနပ်ရိက္ခာတွေကိုလည်းထောက်ပံ့ပေးထားလျက်ရှိပါတယ်။ပြောရရင်တော့ဗန်းမောင်မျိုးအနီးပတ်ဝန်းကျင်မှာရှိနေတဲ့ကရူးစစ်သွေးကြွကရူး PDF တွေဆိုတာကပြချင်းလက်နက်ကန်တော် KNA ရဲ့နိုင်ငံရေးစီရင်လုံဆောင်မှုတွေကနေတဆင့်ဒီသက်ကရှမ်းပြည်တိုင်းရင်းသားတွေကိုနိုင်ငံရေးတရားအမြေတစ်ခုလုံးကိုပြောရရင်တော့ဗန်းမောင်မျိုးဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ရွှေထွက်ရဒေသတွေကိုလော်ဝကြီးအုပ်ရေးအတွက်သာဖြစ်ပါတယ် ကြင်သန်းနဲ့ကန်စပွန် KIA ကဗမော်မှာဆစ်ရှုံးပြီးတဲ့နောက်အတွင်းထွက်တဲ့အင်ဇာတာတွေအများပြားရှိပြီးတော့ရေတောမြင့်ဖြစ်နေတဲ့ဖားကက်မှာလည်းဆစ်ရှုံးလျက်ရှိပါတယ်။ဒီလိုမျိုးအရှုံးအနေနဲ့ကြုံတွေ့နေရတဲ့ကြင်လက်နဲ့ကန်စပွန် KIA ကတက်မော်ရဲ့ထိုးစစ်တွေနဲ့တက်မော်ရဲ့စီရေလှူရှားမှုတွေကိုအဟန်တာဖြစ်စေဖို့နောက်ထပ်ဆင့်မြင့်တာတစ်ခုဖွင့်လိုက်တယ်လို့လည်းဆိုရမှာဖြစ်ပါတယ်။လမ်းမမျိုးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့လက်ရှိလက်တလောအချင်းချင်းမှာတော့ကချင်လက်နက်ကိုင်တပုံ KIA အနေနဲ့စီရေးအရာအမျက်ရတယ်လို့ဆိုရမှာဖြစ်ပေမဲ့မြို့တွေကတိုက်ခိုက်တာလွယ်ပေမဲ့ထင်းချုပ်တာနဲ့ ပြန်လည်လည်ပတ်ရေးဆောင်ရွက်ရတာအင်မတန်ခက်ပါတယ်။လက်ရှိအချိန်ထိသကိုင်းတိုင်းထဲမှာရှိနေတဲ့ NUG ပြည်ပြည်အုပ်စုအုံချခံတွေ PDF တွေထိန်းချုပ်ထားတဲ့မြို့တွေမှာဒီနေ့ဒီအချိန်ထိဘယ်မြို့မှာမြို့အုပ်ချုပ်ရေးရန်နေရမလဲပတ်နိုင်တယ်လို့မြို့မှာရှိနေတဲ့ဘန်တွေစီးပွားရေးလုပ်ငန်းတွေနဲ့ဒီတခြားပညာရေးကျန်းမာရေးကဏ္ဍတွေအားလုံးလည်းမလဲပတ်နိုင်ဘူးဖြစ်ပါတယ်။ ပင်လယ်ဘူးအင်းတော်မျိုးတွေကိုပြန်ကြည့်ရင်လည်းစစ်ရဲ့အနိဋ္ဌာယုံတွေကိုခါးစည်းခံစားရပြီးတဲ့နောက်မျိုးပြည့်ကြီးတစ်ခုသာဖြတ်သွားတာပဲအဖက်တင်ပါတယ်။အကြက်ပသမားတွေထိန်းချုပ်သွားတဲ့ဘယ်မျိုးဘယ်ရွာကမှတောက်တော့ပြောင်ပြောင်ဖြစ်မလာပဲနဲ့လူနေမှုအဆင့်နဲ့အားလုံးချွတ်ချွန်ကျသွားတဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ လက်ရှိချိန်မှာတော့ဒီဗမာမွေမှာရှိနေတဲ့ဒေသခံရှမ်းနေတိုင်းရင်းသားတွေကိုရှမ်းနေတက်မတော့အစံတွေကအဖွဲ့တွေကရောကချင်လက်နက်ကိုင်တပုံ KIA အပါအဝင် NUG PDF တွေကိုပြန်လည်တိုက်ခိုက်နေပြီဖြစ်တဲ့အတွက်မကြခင်ဗမာမျိုးကိုပြန်လည်ထိန်းချုပ်တော့မယ်လို့ခံမှန်းရပါတယ်လက်ရှိအချိန်ဒီဗမောက်မြို့ရဲ့တောင်ဘက်မြောက်ဘက်နဲ့အနောက်ဘက်ကနေပြန်လည်တိုက်ခိုက်ထိုးစစ်ဆင်လာတာဖြစ်ပြီးကချင်လက်နက်ကိုင်တပုံ KIA အပါအဝင် NUGPP အုပ်စုတွေရဲ့အဖွဲ့တွေကတော့မြစ်သေးချင်းကျွဲကောကုန်းနဲ့ကျွဲကောကြီးရွာတွေအထိကိုဆုတ်ခွာနေတယ်လို့လည်းသိရတယ် ဒါအပြင်ဗမောက်မျိုးရဲ့အနောက်နောက်ဖက်ကဒူးရွာတွေနဲ့နှိစက်တဲ့နေရာတွေမှာကဒူးပီတီရက်တွေစုဖွဲ့နေတဲ့နေရာတွေကိုလည်းတိုက်ခတ်ချေမှုန်းလျက်ရှိပါတယ်။ကြောင်လွေရွာကြီးရဲ့ဘေးပတ်ဝန်းကျင်ကစုံမုံကုန်းနေတဲ့ဘေးပတ်ဝန်းကျင်ကရွာတွေကိုလည်းအဆန်နေအဖွဲ့တွေနဲ့ဒေသခံတိုင်းရင်းသားတွေနဲ့ပူးပေါင်းပြီးတိုက်ခတ်ချေမှုန်းလျက်ရှိတဲ့အတွက်ကဒူးအကြမ်းဖက်လက်နက်ကင်တွေနဲ့အထူးကတိစိုးမှုတွေကြုံတွေ့နေရပါတယ်။ဆိုတော့အခုအဆက်နေအဖွဲ့တွေပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ဒီ point 9.9900ကုန်းနေဆိုတာကဗန်းမောက်နဲ့ -10 ကျော်အကွာဝေးမှရှိပါတယ်။ မိုင်းနေဆိုကြောအကွာဝေးမှာရှိနေတဲ့ကတူးရွာတွေရဲ့ပတ်ဝန်းကျင်တွေမှာကတူးပီဒီအက်တွေကစုဖွဲ့ပြီးတော့၅ရောက်တစု၁၀ရောက်တစုနဲ့စခန်းချပြီးတော့နှောက်ရှက်နေကြတာဖြစ်ပါတယ်။လက်ရှိအချိန်ထိတော့အကြမ်းဖက်သမားတွေကပြန့်ကျက်နေပြီးတော့တမတော်နဲ့ဒီ SN တွေအဖွဲ့တွေကသွားရောက်တိုက်ခိုက်ပြီးချိန်မုံရရှိပါတယ်။မနေ့ကအော်တိုဘာ25ရက်နေ့ဒီတမရစစ်ကြောင်းနေတမ33ရက်လောက်ခံတရင်တပ်ဖွဲ့တွေနဲ့ပြည်သူစစ်တွေရှမ်းနေတပ်ဖွဲ့ဝင်တွေနဲ့အင်အားတထောင်ပတ်ဝန်းကျင်ကလမောက်မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်စစ်ရေးစီမံတွေကိုဆောင်ရွက်ပြီးတော့တိုက်ခိုက်ချိန်မုံရရှိပါတယ် ကချင်လက်နက်ကိုင်တပေါင်း KIA အနေနဲ့လည်းဗန်းမောက်မြို့ကိုစစ်ရေးပြတ်မှတ်တည်ပြီးတဲ့နောက်လက်ရှိမြို့ကိုထိန်းချုပ်နိုင်ရင်းနဲ့မြို့လည်ပတ်နိုင်ရင်းချန်နရီကိုတော့ဆောင်ရွက်နိုင်ရင်းမရှိသလို NUGP ပြည်အုပ်စုတွေရဲ့မွေးထုတ်ပေးလိုက်တဲ့ PDF တွေကလည်းမြို့အုပ်ချုပ်ရေးနဲ့မြို့ရန်နရီကိုလည်ပတ်နိုင်တဲ့အရေးအချင်းမရှိကြပါဘူး။ ဒေတာတွေမှာကိုစိုးလူနိုင်တွေအနေနဲ့ရှိလာပြီးတော့2021နိုင်ငံရေးအခင်းကျင်းမှာလက်နက်အားကိုပြီးလက်နက်ကင်ပြီးတော့အကျိုးကျတွေဖြစ်လာရုံကလွဲရင်နိုင်ငံရေးရည်ချင်နှိမ်ပါတဲ့အတွက်မြို့တွေရွာတွေကိုတင်ပြီးရင်ကိုစိုးလူနိုင်မယ်ဆိုတဲ့အချင်းပြည်စာမပြောက်တဲ့အတွက်မြို့တွေရွာတွေတင်နေဆိုတာကတကိုးလုပ်ငန်းကြီးကိုအကြီးကျယ်လုပ်ဖို့အတွက်ကိုယူကိုဝယ်ရေလုပ်ငန်းကြီးကိုအကြီးကျယ်လုပ်ဖို့အတွက်သာဖြစ်တယ်လို့ပဲသတ်မှတ်ရမှာဖြစ်ပါတယ် ဒါကတော့အခုလက်ရှိကချင်လက်နက်ကိုင်တဘော KIA ဥဆောင်ပြီးတော့ NUG PP အုပ်စုတွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့လမ်းမောင်မျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျောင်းလေးရောအနည်းမှရှိနေတဲ့ point 9ခွန်တွေကိုတိုက်ခိုက်သိမ်းပိုက်တဲ့မှတ်တမ်းပူဒီယိုဖိုင်တွေကိုလည်းကျွန်တော်တို့ဆက်လက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ငါခွန်တက်ပေးရ900ကုန်ပါနလပိုင်းဆက်လျှောက်နေမှာတင်းခဲ့ပြီးမှ

အားလည်းရန်သူစီအတိတ်စီအမိတဲ့ပစ္စည်းတွေအဲဒီရပန်းဟိုဒီကောင်မလေးကိုပြန်ပါအားမကူတပေးရ900ကုန်ပါဇလုံးကောင်းမှာများနလာပိုင်း15ရက်နေ့မှာရှမ်းနေမြို့သားများတက်မလို့အဆင်ရတိန်ထားပြီးမှအဲ့ဒါကိုကြွရမှာ ဆယ်လပိုင်းဆယ်လပိုင်းရှိရနေ့မှာဒီကောင်းလေးပြန်လာတိမ့်ပြီးကျွန်တော်တို့ကဆယ်လပိုင်းဆယ်လပိုင်း14ရက်နေ့မှာပြန်လဲတိမ့်ပိုက်ထားတာပါဒါတော့ရန်သူစီကလည်းတိတ်စီရမိတဲ့တနတ်တွေနေတာအမ်ဘူစီ پوڇي پڇي 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 ာတော့ရှမ်းပြည်တပ်ဖွဲ့ဝင်တွေကအကြမ်းဖက်သမားတွေစုံမထားတဲ့စုံမကုန်းနေတဲ့စခန်းတွေကိုပြန်လည်တိုက်ခိုက်ပြီးတော့ထိန်းချုပ်ခဲ့တဲ့မှတ်တမ်းကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်။